ယူနိုက်တက်သင်းဂျယ်ဝင်ဂါနာချိုကအားလိုက်ရတဲ့အတွင်းမှာအသင်းပေါ် Rashford ရဲ့ Aston Villa တင်းအင်ဂျီကိုဝတ်ဆင်ပြီးသူ့ရဲ့ social media မှာ post တင်ရပါတယ်။ Rashford ကနီးပြအာမိုရီနဲ့အဆင်ပြေမှုတွေရှိခဲ့တာကြောင့်ပြီးခဲ့တဲ့ဇန်နဝါရီက Aston Villa တင်းမှာငားသွားရောက်ကစားခဲ့ပြီးယူနိုက်တက်တင်းမှာအနာဂတ်ရည်ရွယ်မှုမရှိတော့ပါဘူး။ဘာနာဂျိုကလည်းပြီးခဲ့တဲ့ယူဘာလီဘိုလိုပဲမှာယူနိုက်တက်တင်းရဲ့ပေါ်တဲ့လူစင်းမှာချန်လက်ခံရပြီးနောက်နီးပြအာမိုရီကိုဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။အဲဒါကြောင့်ဂါနာဂျိုကအတင်းသေးရှာဝေဖို့နီးပြအာမိုရီရဲ့ပြောဆိုမှုကိုခံထားတာပါ။ ဒီရာဒီမှာယူနိုက်တက်တင်းကနေထွက်ခွာဝဲရှိနေတဲ့ခါနာချူဟာရက်ရှ်ဝဲအဆူမီလာတီအင်ဂျီကိုဝစ်ဆင်ပြီး post တင်ခဲ့တာကြောင့်ယူနိုက်တက်ပရိသတ်ချူဟာသူ့ကိုဒေါသထွက်ပြီး social media ပေါ်မှာဝေဖန်ရေးသားမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဘက်ချူကဂါနာဂျိုတင်ထားတဲ့ပို့စအောင်မှာနှလုံး emoji နဲ့တူငါရဲ့ညီဆိုရင်မျက်ချက်ရေးသားသွားခဲ့တာပါ။ဂါနာဂျိုရဲ့ပို့စာသူ့ရဲ့အသင်းဖော်ကိုအားပေးမှုပြုလုပ်ခြင်းသာဖြစ်တယ်လို့သတင်းရင်းမြစ်တွေက BBC Sport ကိုပြောခဲ့ပါတယ်။ဘက်ချူကပြည်ရဲ့ရပိုင်းကပြုလုပ်ခဲ့တဲ့ interview တစ်ခုမှာဂျာမန်နဲ့တူဘာစီလိုနာအသင်းမှာအတူတွဲကစားခြင်းနဲ့သူ့ရဲ့ဆန္ဒကိုထုတ်ပေါ်ခဲ့တာပါ။ဘက်ချူကဘာစီလိုနာအသင်းပါဝင်အသင်းချူရဲ့ချိန်ဆမှုတွေရရှိနေပြီးသူကတော့ဘာစီလိုနာအသင်းကိုပြောင်းရွှေ့ဖို့အိမ်မက်မှန်နေတာဖြစ်ပါတယ်။ဂါနာဂျိုကိုခေါ်ယူချဲစီနဲ့နာပိုလီအသင်းတို့ကစိတ်ဝင်စားနေတာပါ။ဇူလိုင်မှာရာဇီကိုခြေစမ်းဖို့ရှင်ပြိုင်ဖို့အမေရိကန်နိုင်ငံကိုဖြောက်ခွာမဲ့ United အသင်းဟာအသင်းရဲ့လူစင်းထဲမှာ Rashford ီလိုဒီဆန်ချိုတဲ့ဂါနာချိုတို့ကိုချန်လက်သွားမယ်လို့သတင်းတွေထွက်နေတာဖြစ်ပါတယ်